ဥလားရွှေရယ်ခင်ဗျာခင်ဗျာခင်ဗျာကြိတ်လာတဲ့လူဆိုတော့ဗျာခင်ဗျာဘာတွေကြိတ်လဲဆိုခင်ဗျာဂတ်ကောင်မှာခင်ဗျာຢາခင်ဗျာခင်ဗျာနှမ်းနေစားခင်ဗျာနှမ်းနေကြိတ်ခဲ့လာတော့ကြိတ်ချင်တယ်ဂတ်ကောပြောင်းပြီတော့နှမ်းပဲပြန်ကြိတ်ပါဗျာနော်ဟုတ်ကျိုးတက်မလို့သားတော်တော်များများရဲ့ခံစားချက်ကလည်းအခုဆိုလို့ရှိရင်တော်သားတွေညံထွက်လာကြတယ်เนาะတက်မလို့ပုံမှာမကျေနပ်မှုတွေရှိနေတဲ့တက်မလို့သားတွေရဲ့ခံစားချက်ကိုခင်ဗျားတို့နားလေပြုဖို့လိုတယ်မဟုတ်ဘူးဆိုလို့ရှိရင် ုတ်ကဲ့ကျွန်တော်ညီကိုမောင်မမများအားလုံးပဲတော်လန်ညချမ်းဒီပါဒါကျွန်တော်ရဲ့ညပိုင်းတင်ဆက်မှုတွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်ဒီကနေ့ဒီဇင်ဘာလ2ရက်နေ့အတွက်ညဥပိုင်းတည်ရတဲ့မြေပြင်စစ်ရေးတည်င်းကောင်းလေးတွေကိုဒါကြောင့်ဖတ်ပြသွားပေးပြီးရင်တော့ဒီနောက်မှာဒါကြောင့်ထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည့်လိုက်ရအောင်ညာကဲတော့ပထမဆုံးဒီမကွေးတိုင်းပခုတ်ကူခရိုင်အခြေဆိုင် local pdf ခုနှစ်ဖွဲ့ကအညာမြေတပ်ပေါင်းစုအဖြစ်ဖွဲ့စည်းလိုက်ပြီးအကြံပတ်စစ်တပ်ကိုစစ်အစင်မြင့်တိုက်ခိုက်သွားမိဖြစ်ကြောင်း အညာမြေတက်ပေါင်းစုမှတောင်စီသူတူကခေတ်သစ်မီဒီယာကိုပြောဆိုထားပါတယ်ဆိုတဲ့သတင်းလေးနဲ့စရမယ်ဆိုရင်2024ခုနှစ်ဇွန်လ19ရက်နေ့ကလည်းပခုတ်ကူခရိုင်အခြေစိုက် MUGDF တပ်ဖွဲ့ဇာမနီပျောက်ကြားတပ်ဖွဲ့ James Bond တပ်ဖွဲ့ TSDNGF တပ်ဖွဲ့နဲ့ဒုံညီနောင်ပျောက်ကြားတပ်ဖွဲ့၅ဖွဲ့ပေါင်းပြီးအညာမြေတက်ပေါင်းစုအဖြစ်ဖွဲ့စည်းထားတာဖြစ်ကြောင်းသိရပါတယ်။ဒါအဲ့ဒီအညာမြေတက်ပေါင်းစုထံသို့ဒီကနေ့ဒီဇင်ဘာလ2ရက်နေ့မှာတော့ပခုတ်ကူခရိုင်အခြေစိုက်ဂေါရော့မြိုင်တပ်ဖွဲ့နဲ့ ် Eagle Fighter တပ်ဖွဲ့တို့ကအညာမြေတပ်ပေါင်းစုထံသို့ထပ်မံဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါဗျ။ဒါအဲ့ဒီလိုကြေညာခဲ့တဲ့နေ့မှစတင်ပြီးအာနာစင်ကြဆောင်တဲ့နေ့ရက်အထိအတီဖြစ်ပြီးတော့စစ်ရေးအစိုးရကိုရခင်ကားတဲ့ပုံပြီးမြင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဒါအဲ့ဒီကြေညာချက်မှာရဲဘော်များတပ်ဖွဲ့ဝင်များရဲ့စောက်တိရသောတစ္ဆာအဋိဌံများပါဝင်ပြီးမဟာမင်းများအချင်းချင်းကြားစောက်တိရသောလိုင်းနာရသောမျှဝေရသောချစ်ကြည်မှုများလည်းပါဝင်ကြောင်းသိရပါဗျ။ဒါအညာမြေတပ်ပေါင်းစုထံမှပါဝင်တဲ့တပ်ဖွဲ့များအားလုံးက ဖက်ဒရယ်အတွက်ဥလဲမတုံတာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေရသောမိသည့်အဖွဲ့စည်းနဲ့မဆိုခိုင်မာသောဆက်ဆံရေးကိုတိဆောက်ပြီးအာဏာစင်ကိုတွန်းလှန်ကြရမည်ဖြစ်ကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။ကဲတော့အခုလိုတပ်ပေါင်းစုတွေဖွဲ့လာတဲ့တည်င်းတွေကိုခက်ဆစိတ်လေးတွေကြားလာရတော့ဒါကြောင့်ပြည်သူတွေအနေနဲ့တကယ်ဝမ်းသာပီတိဖြစ်ရပါတယ်။ဒါကျွန်တော်တို့ပြည်သူတွေအနေနဲ့ကလည်းအခုလိုတည်င်းတွေကိုအကြမ်းချင်းဆုံးဖြစ်တယ်လို့ဒီစစ်ခွေးတွေဘက်ကလည်းဒီလိုတည်င်းမျိုးကိုဒီကောင်တွေမကြားချင်းဆုံးဖြစ်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ဒါကျွန်တော်တပ်ပေါင်းစုတွေဖွဲ့နိုင်ပြီဆိုရင်ဒီကောင်တွေအတွက်အိမ်မက်ဆိုကြီးတခုလို့ဖြစ်သွားပြီဆိုတော့ဒါကြောင့်ပြည်သူတွေအတွက်တကယ့်ကိုသတင်းကောင်းတဲ့ဒီစစ်ခွေးတွေအတွက်ကတော့တကယ့်ကိုသတင်းစိုးလေးဖြစ်တယ်ဆိုတဲ့အကြောင်းဒါကျွန်တော်ပြန်လှည့်ပြီးတော့မျှဝေပေးတာပါနော်ကဲရောဒါကြောင့်တပ်ဝဲသတင်းကောင်းလေးတွေကိုဆက်ပြီးတော့သွားရမယ်ဆိုရင်ကြောက်ဖြူမျိုးနဲ့တန်းချောင်းဆယ်နဲ့မြင်းပြင်ကာကင်းကုန်းတွေကိုအာရခတ်တက်တော့အေအေကထိုးစစ်ဆင်တက်ခိုက်သိမ်းပိုက်လိုက်ပြီးလို့သတင်းတွေထွက်ပေါ်နေပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါအာရခတ်တက်တော့အေအေကရခိုင်ပြည်ကြောက်ဖြူမျိုးနဲ့က တိုင်းချောင်းဆင်တဲ့မင်းပြင်းမိုးလေဝသရေဒါစကန်ကိုကာထားတဲ့ကာကင်းကုန်းတွေကိုမနေ့ကထိုးစစ်ဆင်တက်ခိုက်ခဲ့ပြီးတော့အပိသက်တိမ့်မိုက်လိုက်ပြီးလို့သတင်းတွေရရှိတဲ့အကြောင်းမြေပြင်စစ်ရေးသတင်းမြစ်တဦးကပြောဆိုထားပါတယ်ဒီအကြံပတ်စစ်တပ်ကအခြေချတက်ဆွဲနေရာယူထားတဲ့တိုင်းချောင်းဆဲဘေးဘက်ဝန်ကျင်ကအ धिक ကြားတဲ့ကာကင်းစကန်ကုန်းတွေကိုအာရခတ်တပ်တို့ AA ကမနေ့ကဒီဇင်ဘာလ၁ရက်နေ့ကထိုးစစ်ဆင်တက်ခိုက်ခဲ့ပြီးတဲ့နောက်ကာကင်းစကန်တချို့ကိုတိမ့်မိုက်ခဲ့တာလို့ဆိုရပါတယ်ဒါတိုင်းချောင်းဆဲရဲ့အ धिक ကြားတဲ့ကာကင်းကုန်းတွေပေါ့ AA ကထိုးစစ်ဆင်ပြီးတိမ့်တာ လက်နက်ခရင်တချို့လည်းတင်းစီရမိတယ်စစ်တပ်ကအထိနာပြီးဆယ်ဘက်ကိုဝရုံသုံးကားနဲ့နောက်ဆုတ်သွားကြပါတယ်ဒီစစ်တပ်ကတော့လက်နက်ကြီး drone တွေကတော့ the reset ပြစ်နေပါတယ်လို့ပြောဆိုထားပါတယ်ဒါအလားတူမင်းမြင့်ကမိုးလေဝသ radar စကန်အနီနာပတ်ဝန်းကျင်မှာတက်ဆွဲထားတဲ့ကာကင်းစကန်ကုန်းတွေကိုလည်းမနေ့ကဒီဇင်ဘာလ၁ရက်နေ့ကသိမ်းပိုင်တိုင်းနိုင်ပြီဖြစ်တယ်လို့စေတရမြင့်တူကပြောဆိုထားပါတယ်ဒါမင်းမြင့်စံကလုံးစင်တာအနီးပတ်ဝန်းကျင်မှာကာထားတဲ့ကာကင်းစကန်ကုန်းတွေကိုလည်းသိမ်းလိုက်နိုင်တယ်တပ်ဝဲတွေကတော့အနီးနာပတ်ဝန်းကျင်မှာဖြစ်နေတုံးပါပဲ စစ်ခွေတပ်ဘက်ကလည်းအထိတွေနားနေပါတယ်ဆိုတော့ဒါနောက်ထပ်ဒါကြောင့်အကိုချီရိုးဘက်ကကြောက်ဖြူတက်ပွဲသတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒါကြောင့်ဘကိုးတိုင်းဘက်မှာဆိုရင်ဘကိုးတိုင်းတာယာဝတီမြို့နယ်မှာ ခမာယာ35တန့်ရဲ့အထိုင်စခန်းကိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကတတ်ခိုက်မိဆုဆင်းလင်းခဲ့ရမှာစစ်ခွေ9កောင်တိုက်ဆုံးခဲ့ပြီးလက်နက်ခဲယမ်းတွေတင်းစီရမိခဲ့ပါတယ်ဆိုတော့သတင်းကောင်းလေးကတော့ဒါနိုဝင်ဘာလ30ရက်နေ့မနက်7:30မိနစ်အချိန်မှာဘကိုးတိုင်းတာယာဝတီမြို့နယ်လေဦးကုန်းလန့်မတော်တရက်ကုန်းပြီးတော့သား ကြောက်တွင်ကြေးရွာများသို့သွားလာရလမ်းစုံမှာစီးတဲ့ခမရ35တပ်ရင်ကလာရောက်အထိုင်ချထားတဲ့စစ်တပ် gate scan ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာဒီတွေ့တပ်ပွဲတနိုင်ခန့်ဖြစ်ပေါ်ခဲ့ပြီးစစ်ခွေတပ်ကငါးကောင်တိုက်ဆုံးခဲ့ကြောင်းဒါလန်နန်နဲ့ခဲများတင်းစီရမိခဲ့ပြီးတဲ့နောက် gate scan ကိုမိစုဆင်းလင်းခဲ့ကြောင်းသိရပါတယ်ဒါအဆိုပါ gate scan ကိုဆင်းလင်းနိုင်ခဲ့တဲ့စစ်စင်ရေးမှာစစ်တပ်ထံမှကာပိုင်တလက် ME1 တလက် 5x ပွဲစစ်ကြီး150တောင်းနဲ့ မိုဘိုင်းဖုန်းနှလုံးတို့ကိုတင်စီရမိခက်ကြောင်းသိရပါတယ်ဆိုတော့ဒါကြောင့်ပဲခူးတိုင်းဘက်ကတတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဒါဆက်ပြီးတော့ကျွန်တော်စကိုင်းတိုင်းဘက်မှာဆိုရင်စကိုင်းတိုင်းပလဲမြို့ပေါ်မှာထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတက်ခိုက်ခဲ့ရမှာစစ်ခွေး9កောင်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဆိုတော့တတင်းကောင်းလေးကတော့ဒါဒီကနေ့ဒီဇင်ဘာလ2ရက်နေ့မနက်09:26မိနစ်အချိန်မှာပလဲမျိုးမှမြကုံကြီးရဘတ်တို့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပလဲမျိုးအနောက်ဘက်မြို့ဝင်တရားအနီးမှာတော်လိုင်းတက်ဖွဲ့တွေက ဒေတာမိုင်းများနဲ့ဖောက်ွယ်တက်ခိုက်ခဲ့ရမှာဒီအကြံပတ်စစ်ခွေး9កောင်တမ်းမင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒါကြောင့်တော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဒါအလားတူပဲနိုဝင်ဘာလ16ရက်နေ့ကလည်းပလဲမြို့နယ်မင်းတိုင်ပင်နယ်နောကန်အကြမ်းမှာစစ်တပ်စစ်တပ်အထိုင်ချတက်ဆွဲထားတဲ့ကာကင်းကဲကိုတော်လိုင်းတပ်ဖွဲ့တွေကဆောင်းတခင်ဝင်ရောက်ပြစ်ခတ်တက်ခိုက်ခဲ့ရမှာစစ်ခွေးတကောင်တိတ်ဆုံးခဲ့ကြောင်းသိရပါတယ်။ဒါအလားတူနိုဝင်ဘာလ30ရက်နေ့မနက်9:30မိနစ်ခန့်မှာလည်း ပောင်းမွေးနဲ့အတွင်းမှာစီးတဲ့ကြေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အင်အား100ခန့်ပါစစ်တပ်စစ်ကြောင်းက Justice Fighter ပျောက်ကြားတပ်ဖွဲ့မှ ထောင်လာတဲ့မိုင်းကွင်းကိုဖျက်ဆီးသွားလာစဉ်မိုင်းနေမိခဲ့ရမှာစစ်ခွေးနှကောင်တိတ်ဆုံးခဲ့ကြောင်းသိရပါတယ်။ကဲတော့ဆက်ပြီးတော့ဒါမန္တလေးတိုင်းတက်ကတောင်သာနထိုးကြီးတောင်သာရုံးစီကြီးမိထီလာလမ်းမိုင်းကိုလုံခြုံရေးအခြေအနေအရရန်ကန်သမစီပိတ်ထားကြောင်းမြင်းကျန်ခရိုင်အမှတ်3တဲ့ရင်ကဒီဇင်ဘာလ10ရက်နေ့မှာထုတ်ပြန်လာပါတယ်။ ါပြည်သူတွေအနေနဲ့လည်းလုံခြုံရေးအရာဖြတ်တန်းသွားလာတာမပြုတ်လို့ကြားဖို့ထုတ်ပြန်အသိပေးချက်မှာမေတ္တာရက်ခံထားပါတယ်။ဒါတပ်ဖွဲ့တွေကတော့မရှိသေးပေမဲ့နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အခြေအနေမှာရှိပါတယ်လို့မြင်းညက်ခရံတော်လိုင်းတပ်ဖွဲ့ဝင်တဦးကလည်းပြောဆိုထားပါတယ်။ဒါဒီကနေ့ဒီဇင်ဘာလ2ရက်နေ့မနက်ပိုင်းမှာတော့မြင်းကျံမျိုးအစ်စ်ချန်ကဒူဝန်ကြီးရွာကိုစစ်ခွေတက်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးနေရင်အချို့မိဆုခံခဲ့ရကြောင်းသိရပါဗျ။ဒါအပြင်ခေမကန်မြောက်ကုန်းကြီးရွာအစိပ်ဘက်မှာရှိတဲ့ စစ်ဆောင်ဖုံးကြောင်ကပြည်သူ၅ဦးကိုလည်းဒီကနေ့မနက်၁၀နာရီမှာစစ်ခွေတပ်ရဲ့စစ်ကြောင်ကဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်းသိရပါဗျ။ကဲတော့ဒါကြောင့်ပြည်သူတွေအနေနဲ့ကလည်းဒါအခုချိန်ဟာဆိုရင်ဒီစစ်ရဲတွေကတော်တော်လေးကိုတင်းမာနေတဲ့အချိန်ဆိုတော့ဒါကြောင့်တော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်အသိပေးလာတဲ့သတိပေးချက်လေးတွေကိုတေချာလေးဂီယူဆိုင်ပြီးတသွေမသိန်းလိုင်းနာပေးကြပါလို့ဒါကြောင့်အနေနဲ့လည်းမေတ္တာရက်ခံပါတယ်။နောက်ပြီးတော့ဒီစစ်ရဲအခြေအနေနဲ့ပတ်သက်ပြီးတော့အချိန်နဲ့တပြေးညီတိနိုင်အောင်လို့ဒီသတင်းလေးတွေကိုလည်းနားဆွင့်ထားကြဖို့ဒါကြောင့်အနေနဲ့ထပ်ဆောင်တိုက်တွန်းပါတယ်။ ဲတော့နောက်ဆုံးအနေနဲ့ကတော့အကြံပတ်စစ်ခွေတက်ကအာနာသိမ်းထားတဲ့မြန်မာနိုင်ငံကိုကမ္ဘာ့ဘဏ်ကထောက်ပံ့ငွေနဲ့ချင်းငွေများမပေးရညိုနျူဘာမာဖန်အပ်ကိုအမေရိကန်အောက်လွှတ်တော်ကအတီးပြုလိုက်ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါဒီဇင်ဘာလ၁ရက်နေ့အမေရိကန်အောက်လွှတ်တော်ကမြန်မာနိုင်ငံသို့ရန်ပုံငွေအစ်စ်မပေးရဥပဒေ HR 4423 new new burma fund အကိုအတည်ပြုလိုက်ခြင်းဖြစ်ပြီးတော့ထောက်ခံမဲ့35မဲ့ဖြစ်ကန့်ကွက်သူမရှိအတည်ပြုလိုက်ကြောင်း အဆိုပါဥပဒေမူကြမ်းကိုလွှတ်တော်အမတ်နိုကီမာဝီလျံကတင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ကဲတော့ဒီအကြံဖတ်စစ်ခွေတက်ကတော့အမေရိကန်ကသူတို့လူရသွင်းအောင်လို့နော်ဒီနိုင်ငံဗဒံကိုဒီမတရားသုံးပြီးလော်ဘီငှားတာတွေလုပ်နေတယ်ဆိုပေမဲ့လည်းနော်ဒါအမေရိကန်အောက်လွှတ်တော်ကတော့ဒီကောင်တွေကိုအတိမတ်မပြုတ်တဲ့အကြောင်းတကယ်ကိုပေါ်လင်းနေတာပဲနော်။ကေရောဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်တည်င်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒီကမ်ဘလူးစပယ်နတာဂိတ်ကပြူစောထီတွေရဲ့ဖန်စီတက်ပြတ်မှုကနေ လွမြောက်လာတဲ့ပြည်သူနှစ်ဦးရဲ့ပြောစကားလေးတွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်နော်ဒီမဲ့နဲ့တာကင်းကကျွန်တော်တို့အမှမတ်ပုံနေနေဖုန်းနေဖြစ်တာပေါ့မတ်ပုံနေဖုန်းနေဖြစ်ကျွန်တော်တို့ဟိုသူတို့တောင်ပန်းကိတံမိုကိလို့ခေါ်တဲ့ဒီကိုကျွန်တော်တို့ခေါ်သွားတယ်ခေါ်သွားပြီးတော့မှကျွန်တော်တို့လက်ပြန်ကျူးတွေတုတ်တယ်အကုန်လုံးဇလဲသားတွေစင်းတော့အဲ့လိုမျိုးတွေလုပ်လက်ပြန်ကျူးတွေတုတ်ဟိုမှာဒီလိုမျိုးဘွားနေရောက်ကိုတော့ဘာမှတော့မလုပ်ဘူးမင်းကလေးနေရောက်တော့ဘာမှမလုပ်ကျွန်တော်တို့ယောက်ျားလေးအကုန်လုံးလက်ပြန်ကျူးတွေတုတ်တယ် အဲလုတ်တင်တွေရောရိုက်တယ်အဲပိုက်မာတွေနေရောအဲကျိုးကျိုးပေါက်တင်တွေရောအကုန်လုံးရိုက်တာရိုက်ပြီးတော့ကြောင်ချင်းကျွန်တော်တို့စစ်မြန်မင်းတို့ PDF တင်လာပါရင်လည်းကျွန်တော်စစ်မြန်ဘယ်ပေါ်ကြီးနေဘောလုံးတွေတော့လာကျွန်တော်ထောက်ဖို့ညှောက်တာလားမင်းတို့ထောက်လားမန်တိုင်းချင်မချင်းမင်းတို့ဘာလို့တတ်မှာအဲ့လိုမျိုးကျွန်တော်တို့ချင်းချောက်တာပေါ့ငါကငါယူသားလောက်ကရင်ဒါတော့ကြီးနှိမ့်ဆက်ပြန်တော့မလုပ်ဘူးကျွန်တော်တို့ကလည်းဘာမှတော့လုပ်မထားပါဘူးညကျွန်တော်တို့ဘာမှမလုပ်မထားဘူးကျွန်တော်တို့ဖုန်းနေတယ်လေသူတို့အကုန်လုံး ်ဖြစ်တယ်ဘာမှလည်းမရှိဘဲနဲ့ကျွန်တော်တို့အပြစ်မဲ့အပြစ်မဲ့အပြစ်မရှိဘဲနဲ့ကျွန်တော်တို့အဲ့ဒီသက်သက်ကြီးကိုကျွန်တော်တို့နိုင်ကျင်တာပါ။ဆိုင်နဲ့တောင်လည်းလုံလုံဟုတ်ကဲ့ကျွန်တော်တို့ဆူဆူနဲ့ဓာရီနဲ့လီးရင်ခြေလုံးတွေကြောတွေခေါင်းတွေအားလုံးကိုဝင်းတို့ဆူဆူနဲ့ညိုက်တယ်။အော်ရစ်စ်ကိုကြီးမစားဘူးလားဒါမျိုးနောက်ပြီးသွားလာတဲ့လူတွေရှင်ရှင်ဟိုအားလုံးကိုပြောပြပြောနော်။အားလုံးကတိကြားရပါဘူး။ရှင်ရှင်ကြပါဘူး။နောက်ပြီးတော့ကျွန်တော်တို့ အဲ26ရက်နေ့မနေ့ဖမ်းခံရပြီအဲညနေခင်းမှာကျွန်တော်တို့သူတို့ရဲ့စကိုင်းလေးကိုကျွန်တော်ပြန်ခေါ်သွားပါတယ်သူတို့တံပေါ်ကိတ်ရဲ့မြောက်ဘက်မှာစကိုင်းရှိအဲစကိုင်းလေးကိုကျွန်တော်ပြန်ခေါ်သွားပါတယ်ပြန်ခေါ်သွားရအခုလုံးကျွန်တော်တို့လက်ပြန်ညှို့တုတ်ထားတယ်ဒီမှာကျွန်တော်တို့ခီးတဲ့ရဲ့အရင်တော့ကတော့7ရက်ပါကာလမာယောအပောင်းပေါ့ကာလမာယောကလေးရောပေါင်းအခုလုံးကျွန်တော်တို့7ရက်ပါကျွန်တော်တို့ဒဇယ်ညွန့်နဲ့6ညွန့်6ညွန့်တားရတယ်ကျွန်တော်6ရောက်၊ဒပြင်းရ2ရောက်၊ဘင်းရွာတက်က1ရောက်ပါ။ဒပကြီးရ1ရောက်၊ဒပကြီးရ1ရောက်၊ညာတော်ညာတော်က1ရောက် စုစုပေါင်းကျွန်တော်တို့၁၁ယောက်၁ယောက်ကကျွန်တော်တို့အကုန်လုံးကျွတ်တုပ်ပြီးပေါ်သွားရင်အဲ့မိန်းကလေးတစ်ယောက်ကတော့ဘာမှတော့မလုပ်ပါဘူး။ဒီကဒီကတော့ကျွန်တော်တို့၁၀သားတွေကိုအဲ့လိုနှိမ့်ဆက်တာပေါ့။အဲ့မှာကျွန်တော်တို့အမင်းလည်းမကြည့်ဘူးရေလည်းမတိုက်ဘူး။လည်းမြန်ကျွတ်တုပ်ပြီးတော့သူတို့ချင်းခတ်တဲ့ကွင်းစီအဲ့ချင်းခတ်တဲ့ကွင်းထဲမှာကျွန်တော်တို့ထူးထောက်ခိုင်းထားတယ်။နေရောညရောကျွန်တော်ရေလည်းမတိုက်ခင်းလည်းမကြည့်ဘူး။ညတိုင်းလည်းကျွန်တော်တို့ဒူးပဲထောက်နေရတယ်။ဒူးထောက်ပြီးဒူးနေနေရောင်းလာလို့နေနေနေချလာလေကျွန်တော်တို့လာရိုက်တယ်။ ပြီးတော့သူတို့တောက်ပြီးစားပြီးရက်တောက်ပြီးတာနဲ့ကျွန်တော်တို့သင်တိုင်းလေးချက်နေတယ်ဒါပြအားလုံးကိုပြီးဖို့ပါတကယ်စားမှာမဟုတ်အားလုံးကြီးကိုအားလုံးပြီးဖို့နားလည်မှုပေါ့နော်ဒါမျိုးဖြစ်လာရင်ဝင်းဂန်းစုံတို့လူတို့ကဥပ္ပုလောက်ကင်သာအေးစေးဒီနေလောက်ကင်သာဒီမှာဘယ်လောက်ပတ်ဆက်ရဲစီတဲ့လောက်တာတော့တစ်ခါမှကြုံလို့မရှိဘူးဆိုတော့ကျွန်တော်ပြောပြတာဟုတ်ပါရဲ့ဒါကိုရိုင်းဆိုင်ပါတယ်ဒီကလည်းလူလို့ကိုခေါ်ကြမကောင်းတော့ပါဘူး ကျွန်တော်ဘယ်သူဘယ်သူမှကိုဒီကအလုံးမပေးပါဘူးလူငယ်မှန်တည်းအကုန်လုံးကိုနှိမ့်ဆက်တာပဲလူငယ်ဆိုကျွန်တော်တို့အဲ့အဲတပင်းရလူဆိုရင်လည်းလူဆိုရင်လည်းအသက်60ကျော်လောက်ရှိမှာပါအသက်ကြီးပါကြီးသူဆိုရင်လည်းအလုံးမပေးပါဘူးဝင်းရင်းလုံးတင်တယ်လည်းရိုက်တယ်မျက်နှာလေးလည်းကန်ကြောက်တယ်လို့ယူနေနိုင်နှိမ့်ဆက်တာပဲကြီးကြီးငယ်ငယ်မလွယ်ဘူးကောင်းအကြောင်းစဗေနတာကြီးကနေမသွားကြဘူးညောင်းနေနေမြေတိုင်ရခံပါဟာ26ရက်နေ့ညအိတ်ညအိတ်တော့ကျွန်တော် ညနေကျွန်တော်ပြောထောက်နေရပါတော့28နှစ်မနက်ခင်းမှာကျွန်တော်တို့ဇယ်မျိုးနဲ့ချောင်းတုံတာလူမျိုးကိုခေါ်သွားပါတယ်အပြင်ကိုခေါ်သွားတယ်အပြင်ကိုခေါ်သွားပြီးတော့ရဲဆက်ဆက်တယောက်ကိုကာသမာကိုကာသမာကိုရဲဆက်ဆက်တက်ပြခဲ့ပါတယ်တက်ပြခဲ့ပြီးတော့ညတယောက်ကိုသူတို့ပြန်ခေါ်ခဲ့တယ်ပြန်ခေါ်ခဲ့ပြီးတော့မှကျွန်တော်တို့လည်းပြန်ပြီးတူထောက်ခိုင်းထားပါတယ်။ခဏစစ်တာလည်းမျက်စိတစ်ဖက်လည်းမမြင်တော့ဘူး။ဟုတ်ပါတယ်။ခဏပေါ်လည်းအကုန်လုံးကိုပြင်မော့ပြီးတော့ကိုရရမရှိပါဘူး။ထိုင်နေထိုင်နေရလည်းမျက်နှာနိုင်။ဟုတ်။အားနှိမ့်စက်တာအားကိုညံ့ညက်စက် ဟုတ်ပါတယ်အဲ့လေးမှာကျွန်တော်တို့ကပြုံးမေးကြည့်တော့အဲ့လိုမျိုးတက်လိုက်တယ်ပြေးကြတယ်ဆိုတာကျွန်တော်သိရပါကားသမားတို့အဲ့ဒီမှာကျွန်တော်တို့29ရက်နေ့အဲ့29ရက်နေ့ပေါ့ကျွန်တော်28ရက်နေ့လည်းကျွန်တော်တရားလုံးဒီတိုင်းပါပဲဒီနေ့နဲ့ညီငယ်ဒီတိုင်းနဲ့ပြစ်ထားရင်နေရောညရောကျွန်တော်တို့ဆောင်းရဒီမှာလည်းချမ်းလာတော့ကကျွန်တော်တို့ကွင်းမြင်ကြီးထဲမှာအိပ်ရပါလိမ့်ဒါတော့ကျွန်တော်တို့ထူထောင်နေရပါပြေးနေလောင်းကျွန်တော်တို့ဒါချမ်းတဲ့ကြားထဲကနေမှရလိုက်ဆိုရေးတယောက်တက်ပါအဲ့လိုမနဲ့ခင်းနိုင်ပြီးရင်ဒါချမ်းတဲ့ချိန်ကျရင်ရေးနေလောင်းပါလေရေးနေလောင်းရေးနေလောင်းပြီးတော့ကျွန်တော်တို့ ဟို29ရက်နေ့မှာ29ရက်နေ့မနက်29ရက်နေ့မနက်ကျတော့ကျွန်တော်တို့9ယောက်ကိုတက်ဖို့ခေါ်သွားပါတယ်။ယောက်ျားလေး9ယောက်ပေါ့။ကျွန်တော်တို့တင်းရတယောက်ချောင်းဆောင်က3ယောက်။ဘင်းရရတက်တယောက်ပေါ့။ကျွန်တော်စုပေါင်း9ယောက်9ယောက်ကိုကျွန်တော်တို့ခေါ်သွားပါတယ်။တံမူဖိတ်ကိုခေါ်သွားပါပါကျွန်တော်တို့တက်ဖို့ဆိုပြီးတော့နောက်ထပ်မတိုင်းကျွတ်ထုတ်တာကျွန်တော်လက်ပြန်ကျွတ်ထုတ်ပြစ်ထားခဲ့။ပြစ်ထားခဲ့ပြီးတော့မင်းတို့ကောင်တွေမနိုင်ဝင်ခံမင်းတို့ကောင်တွေတရားတော့မှာပါတယ်ကျွန်တော်တို့အဲ့လိုမျိုးပြောပါတယ်။ပြောပြီးတော့မှ အဲဒီကဆင်းသွားတဲ့အချိန်မှာကျွန်တော်တို့ကကားပေါ်နေဓာတ်တွေအရဓာတ်တွေတော့ကျွန်တော်တို့ကလက်ပြန်ကျိုးခြေထောက်နဲ့အဲဓာတ်ခြေထောက်နဲ့ဓာတ်ကိုကန်ပြီးကျွန်တော်တို့ဖြေခဲ့ရပေါ့ဖြေခဲ့ပြီးတော့မှကျွန်တော်တို့ဖတ်ပြေးခဲ့ရပါဖတ်ပြေးခဲ့တာမှထွက်ပြေးတဲ့လမ်းကြောင်းမှာသူတို့ကကျွန်တော်တို့ကိုကြိုးပါတယ်ကြိုးပြီးတော့မှလိုက်တော့ရှာတာပေါ့လိုက်ရှာတဲ့အချိန်မှာလုံးယောက်ကပြန်ပြီးတော့မိပါပါတယ်လုံးနေနဲ့လည်းပတ်ပြီးတော့ရှာပါတယ်လုံးနေနဲ့ရောလုံးလုံးပတ်ရှာတယ်သူတို့သူတို့ကျွန်တော်တို့ရှာတယ်အဲ့ဒီတံပိုးကိတ်ကနေဒီဘက်သူတို့ဂိတ်ထိုင်ကြီးအထိုင်ကြီး တိုင်းကနေကျွန်တော်တို့ပတ်နေတယ်၊တောင်ပိုင်းကနေလည်းပတ်နေတယ်။စုပေါင်း6ခါ9ခါလောက်ရှိပါပါကျွန်တော်တို့နားနေပြက်ပြက်သွားကျွန်တော်တို့မမြင်တာပဲရှိရပါဘူး။ကျွန်တော်တို့လည်းခြုံငုံတည်တယ်မှာကျွန်တော်တို့ပုံနေတယ်။ပြီးရက်ကတော့မိပါပါတယ်။၃ရက်ပြန်မိပါပါမယ်။ဒါကလည်းတော့တက်ပြက်တော့တယ်။ဒါကလည်းကိုတက်ပြက်ခဲ့တာ၆ရက်ကတော့သေချာပါလေတက်ပြက်ခဲ့။အရင်ကတည်းကကျွန်တော်လည်းသိမကြသေးဘူး။အဲ့ဒါဆိုရင်ခါးတက်ပြလိုက်တာဒီမဲ့လူစားလို့ရတယ်ဘာလို့လဲဆိုတော့နောက်ပတ်ဆက်နေရခါးတက်ပြလာဖြစ်အောင်ဟုတ်ပါတယ်လူကလူစိမ်းမရှိပါဘူးလေတက်ပြလာပဲဖြစ်နိုင်ပါတယ် ျွန်တော်တို့တောင်မှဒီဘလိုယုံပြေးခဲ့ရပါဒါပေမဲ့ကျွန်တော်တို့လည်းသူ့လက်ကနေအဲ့တော့မလုခဲ့သေးပါဘူးကျွန်တော်တို့ပုံနေခဲ့လို့ဒါလုခဲ့ရပါဘူးလူကအဲ့ဒုံးနေပိုင်းနေရောကျွန်တော်တို့ပတ်ရှာတယ်6ခေါက်9ခေါက်လောက်ပတ်ရှာတယ်ကျွန်တော်တို့လူကင်တာလက်နိုင်တယ်ဟောင်းဟောင်းပြေးကျွန်တော်တို့အဲ့စပြေးခဲ့တဲ့ကသူကနောက်ကနေတနေ့နဲ့လိုက်ပြတာပါပဲကဲတော့เนาะဒီနိုင်ငံရေးကငါးနဲ့မဆိုင်ဘူးဆိုတဲ့သူတွေအနေနဲ့ဒီဗီဒီယိုကိုတင်ချာလေးလာပြီးတော့နားထောင်သင်တယ်เนาะအဲတော့ဒါကြောင့်တော်လိုင်းတက်ဖွဲ့တွေနဲ့ဒီသတင်းဌာနတွေကဒီစပယ်နတာဂိတ်မှာဘလို့တွေဖြစ်ပျက်နေလဲဆိုတဲ့အကြောင်း ဒါဒီလောက်ထိတင်ပေးနေတဲ့ဂျားတွေကအောင်ပါနော်ဒါဒီညီကိုတွေအနေနဲ့ကလည်းဒါတို့တို့ဒါကိုဂယုမဆိုင်ပဲနဲ့သွာလာကြရင်လည်းအခုလိုဖြစ်ပြက်သွားတာဆိုတော့ဒါတို့အနေနဲ့အခုလိုမျိုးဘာတွေကြုံတွေ့ခဲ့ရလဲဆိုတဲ့အကြောင်းပြန်လဲဆင်းပြထားပြတာပဲအဲတော့နိုင်ငံရေးကငားနဲ့မဆိုင်ဘူးကိုလုံးမကိုစားမယ်ဆိုတဲ့သူတွေအနေနဲ့ဒီမှာတေချာလေးလာပြီးတော့နားထောင်ကြနော်ဒီမှာကိုထမင်းကိုစားပြီးတော့ဒီစစ်ခွေတဲနှိမ့်ဆက်တာကိုဘယ်လိုတွေခံနေရလဲဆိုတာဒီမှာတေချာလေးတိတော်လိုက်မယ်အဲတော့ဒါကြောင့်ပြည်သူတွေအနေနဲ့ အဲ့ဒီစပယ်နတာဂိတ်ကိုမတော်လာကြပါနဲ့လို့ပဲဒါကြောင့်နေနဲ့တိုက်တွန်းပါတယ်။ကဲတော့နောက်ထပ်ဒီအသက်ကြီးပြီးအချိန်မစီးတဲ့အမျိုးရုပ်ဘူးလက်လှဆွေကိုဒါကြောင့်ဦးငါမင်းဆွေကလည်းဘလို့တွေတဲတွေဆော်တော့မလဲဆိုတာကြောင့်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်နော်။အဲဘူးလက်ဦးလက်ဆွေကြီးကအဲတော့ပြည်ခိုင်ပြူပါတီနော်နိုင်ပြီးအစိုးရဖွဲ့မယ်ဆိုရင်တဲ့အဲတိုင်းသားလက်နက်ကိုင်ကြီးနော်ညဉ့်ညံကြီးလောက်ကြပါတဲ့ မလုပ်ရင်တော့အပြတ်ကျိတ်မယ်ပေါ့နော်အမုန်းကျိတ်မယ်အမုန်းကျိတ်မယ်သူပြောခါတယ်ဩနော်အဲ့လိုသူပြောရတယ်ဗျာကျွန်တော်ကတော့အဲကျွန်တော်တို့ကတော့ဟာလာဟိုနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးနေပဲဖြည့်ဆင်းစေချင်တာပေါ့နော်အလုံးနော်အမုန်းမကျိတ်ပဲနဲ့နော်အချစ်ပဲကျိတ်ချင်တယ်ဗျာနော်အမုန်းမကျိတ်ပဲနဲ့အချစ်နဲ့ပဲကျိတ်ချင်တယ် အဲ့တော့ तू အမုန်းကြိတ်မယ်တဲ့အမုန်းကြိတ်မယ်အဲ့ဒါရွေး तू ပြောနေတာဗျအဲ့တော့ကုလရွှေရခင်ဗျာခင်ဗျာခင်ဗျာကြိတ်လာတဲ့လူဆိုတော့ဗျာခင်ဗျာဘာတွေကြိတ်လဲဆိုခင်ဗျာဂတ်ကောမှာဂတ်ကောမှာခင်ဗျာနှမ်းနေစိုက်တာလေခင်ဗျာရခင်မှာခင်ဗျာနှမ်းနေစိုက်ခင်ဗျာနှမ်းနေကြိတ်ခဲ့လာတော့ကြိတ်ချင်လဲဂတ်ကောပြောင်းပြီးတော့နှမ်းမဲ့ပြန်ကြိတ်ပါဗျာနော်ဂတ်ကောပြောင်းပြီးခင်ဗျာခင်ဗျာနှမ်းမဲ့ကြိတ်ပါနှမ်းကြိတ်တာမှစီစီထွက်ပြီးတော့ဗောနော်အဲပြည်သူလူထုစားဟသေးတယ်ဗျာနော် အဲ့တော့ဒီဟာကြီးတိုင်းသားလက်လက်ကင်တို့အမုန်းကျိတ်မယ်အမုန်းကျိတ်မယ်ဆိုတော့ကြာအားလုံးတော့တွေးကြောင်စီရမယ်အဖြစ်ပါနော်အဲ့တော့ကျိတ်ချင်လဲခါကောပြန်ပြီးနှမ်းမဲ့ပြန်ကျိတ်ပါဗျာနော်ဥလားဆူရယ်နော်ဟုတ်ပြီဟုတ်ပြီဗျာနော်အားလုံးနော်မြန်မာပြည်ကြီးကိုဟုတ်လားချစ်ချင်းမေတ္တာနဲ့အကြမ်းဖက်လမ်းစဉ်နဲ့နော်နိုင်ငံရေးနီလာနဲ့နော်ညီညာရေးအောင်နော်လုံးကြပါဗျာလုံးကြပါနော်ကဲတော့ဒါကြောင့်ဦးငါမင်းဆွေကတော့မနေ့တနေ့ကမှထောင်ထဲကထွက်လာတာ ဒါတို့ဖုတ်ခွေးတွေကိုအခုလိုဒဲတွေစော်နေပြီဆိုတော့ဒါဖြစ်နိုင်ရင်တော့ကွက်ကိုအေးဆွေးလေးနေသွားတာတော့အကောင်းဆုံးပေါ့နော်ဒါဒီကောင်တွေစစ်ခွေးတွေနဲ့ဖုတ်ခွေးတွေကတကယ်ကိုစောက်ကြည့်မကောင်းတဲ့ကောင်တွေဆိုတော့ဒါဒီကောင်တွေပြန်ဖမ်းသွားမှာတော့ဒါကြောင့်အနေနဲ့တကယ်ကိုစိတ်ပူပါတယ်နော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါတို့လက်စီတက်တွင်ထဲမှာဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးဒါကိုမမောင်ပြောပြထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဒါမျိုးလေးလူမှုရေးလေးပေါ့ခန်းစားချက်လေးကြတော့ကျွန်တော်မြင်ရကြားရတဲ့ခါမနေနိုင်ပါဘူးကျွန်တော် ဒါမျိုးလေးပြောပြပါရစေဘောနော်အဲ့တော့တက်မလော်မှာတက်မလော်သားတွေရဲ့တောင်းဆိုချက်ကပါလို့ဆိုရှင်စစ်တီရဲဘော်ရဲဘက်လိုမျိုးဆက်ဆံပေးပါဒါနံပါတ်၁ချက်ပေါ့နံပါတ်၂ချက်အနေနဲ့မင်းမရှိလဲဖြစ်တယ်ငါမရှိလဲဖြစ်တယ်တက်မလော်ကြီးကဆိုတဲ့ပုံစံမျိုးမထားစေခြင်းမောက်မာမှုတွေမရှိသင့်ဘူးဗျာနော်အခုဆိုရှင်တက်မလော်မှာတက်ပြေးတွေများနေတာလေအာရှိတော့ဘူးချိုးတက်မလော်သားတော်တော်များများရဲ့ခံစားချက်ကလည်းအခုဆိုလို့ရှိရင် ဒေါသတွေညံထွက်လာကြတယ်เนาะတက်မလို့ပုံမှာမကျေနပ်မှုတွေရှိနေတဲ့တက်မလို့သားတွေရဲ့ခံစားချက်ကိုခင်ဗျားတို့နားလေပြီးဖို့လိုတယ်မဟုတ်ဘူးဆိုလို့ရှိရင်ကျုပ်တို့မျိုးဆက်မှာတဲ့ကျွန်တော်မျိုးဆက်မှာပေါ့တက်မလို့မှာတာဝန်ထမ်းဆောင်တာကျုပ်နောက်ဆုံးပဲဖြစ်ရမယ်ဆိုတော့ခံစားချက်တွေထီကိုခံစားနေရတဲ့မကျေချမ်းမှုတွေရှိလာပြီပေါ့ဗျာเนาะအဲ့တော့တက်မလို့သားတွေရဲ့ခံစားချက်ကိုနားထောင်ပေးနိုင်ဖို့အတွက်တက်မလို့မှာကောင်းမွန်တဲ့ mechanism ပေါ့เนาะတိုင်းတာတစ်ခုဆောင်ရွက်ချက်တစ်ခုတော့ရှိသင့်ပြီလို့ကျွန်တော်တို့ကယူဆတယ်အဲ့တော့ ရန်သူကလည်းမိမိရဲ့စိတ်တွေကိုလူငင်းချမ်းသာခွင့်ပေးနေတယ်လို့မိမိကလည်းမိမိကိုစန့်ကျင်သူတွေနော်မကြိုက်သူတွေမနှစ်သက်သူတွေကိုလူငင်းချမ်းသာဝင်ပြီးလို့ရှိရင်မိမိအချင်းချင်းကြားထဲမှာတက်မလို့သားအချင်းချင်းကြားထဲမှာကြာတော့ကောင်းမွန်ဖို့နော်ဟိုကြည်ရှုဖို့စောင့်ရှောက်ဖို့ညှတာဖို့လည်းမမေ့စေခြင်းဘူးအဲ့တော့တက်မလို့မှာနော်ဟိုတက်မလို့သားလောက်ရဲ့သားတွေရဲ့အခုခံစားချက်တွေကို ဆောင်ကြည့်ပေးပါနော်ဘလို့ကွန်မန့်နားထောင်ပေးပါဗောဗျာနော်ထို့တူဒီတော့ဘယ်ခေါ်မလဲကျွန်တော်တို့ငင်းချမ်းသာကင်းလေးတွေနော်တမလို့သားတွေကိုပေးစေခြင်းလေကဲတော့ဒါကုံမမောင်းတော့တို့စစ်တပ်ကိုကောင်းစေခြင်းလို့အခုလိုတွေပြောနေတယ်ဆိုပေမဲ့လည်းဒါတို့အာနာစင်တွေကြီးပဲကြီးစိုးနေတဲ့ဒီစစ်တပ်ထဲမှာဘလို့မှမကောင်းနိုင်တော့တဲ့အဆုံးဒါကျွန်တော်လက်နက်ကင်ပြီးတော့တော်လန်နေရတာဗောနော်ဒါအဲ့ဒီအချက်တွေကိုတော့ဒါကုံမမောင်းအနေနဲ့တကယ်ကိုနားလဲထားသိမ့်ပါတယ်နော် ကဲတော့ဒီညပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမောင်နှမတယောက်ချင်းချင်းတိုင်းအထူးပဲကျေးဇူးတင်စီပါရယ်မနေ့ပြန်ကြာပါပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းပါပေးခင်ကြပါဗျာ you